မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စေုပ်စုနဲ့လက်အောက်ခံ BGF တို့ကကြားဖြန့်အပါဝင်ရန်စွက်ခိုင်းလုပ်ငန်းများအတွက်လွဲကူချုံးမွေပြီးလုံခြုံသည့်ခိုးလုံရများဖန်တီးပေးနေဟုကုလသမဂ္ဂတွင်တမ်မတ်ကြီးဦးကျော်မိုးထွန်းတင်ပြနေစွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖတ်စေုပ်စုနဲ့လက်အောက်ခံ BGF တို့ကကြားဖြန့်ပါဝင်ရန်စွက်ခိုင်းလုပ်ငန်းများအတွက်လွဲကူချုံးမွေပြီး လုံခြုံသည့်ခိုလုံရများဖန်တီးပေးနေဟုကုလသမဂ္ဂတွင်မြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုလိုက်ပါရယ်အော်တိုဘာလ28ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီ၏အခြားလက်နက်ဖြတ်သိမ်းရေးလုပ်ငန်းစဉ်များနှင့်နိုင်ငံတကာလုံခြုံရေးခေါင်းစဉ်ဖြင့်ပြုလုပ်သည့်ဆွေးနွေးမှုအစီအစဉ်တွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါရယ် မြန်မာနိုင်ငံရှိတရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်းစေအုပ်စုနဲ့၎င်းတို့ဤလောက်ခံနေချားဆောင်တပ်ဖွဲ့ PGF တို့သည် ICT ကိုအသုံးပြု၍ဘေးဖြစ်စင်ပြီးလုပ်ငန်းများကိုကျူးလွန်လျက်ရှိကြောင်း Digital အာဏာရှင်စနစ်ကိုတည်ဆောက်ခြင်း၊ Cyber လိမ်လည်မှုလုပ်ငန်းစင်တာများတိုးပွားလာခြင်းတို့ကိုစိုးရိမ်ပွဲရင်ဆိုင်နေရကြောင်းထို online ငွေလိမ်လည်မှုဤသားကောင်များသည်ကမ္ဘာတဝက်မှဖြစ်ပြီးညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရကာအသက်သေးဆုံးသည့်အထိဖြစ်ရခြင်း အာရမအလုတ်စေခိုင်းခံရခြင်းနှင့်လူကုန်ကူးခံရခြင်းတို့နှင့်ရင်ဆိုင်နေရကြောင်းမြန်မာနိုင်ငံမှတက်ဆင့်လာသော e-online လိမ်လည်မှုသည်ဒေတာရင်းနှင့်နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးအပေါ်ကြီးမားသောတက်ရောက်မှုများရှိနေကြောင်းတမ်မတ်ကြီးကပြောဆိုပါသည်။ဆေးဥစုကိုတိုင်ပါဝင်ပတ်သက်နေသည့်ကြားဖြန့်စိုက်ပါလိမ်လည်မှုစင်တာများ၏ပြဿနာကိုရေရှည်တည်မြဲ၍ထိရောက်စွာဖြေရှင်းရန်ဆေးဥစုအနေဖြင့်ဆောင်ရွက်နိုင်ခြင်းမရှိသည်မှာအလွန်ရှင်းလင်းနေကြောင်းထိုအခြေအနေမျိုးတွင်ဆေးဥစုကစီစဉ်နေသည့်အထူးရောင်ရွှေကောက်ပွဲက အကြံဖတ်မှုများကိုပုံမှုရှေ့ကြစေမိဖြစ်ပြီးစိုက်ပါမှုကင်းများပုံမှုဆိုးရွားလာ၍ဒေတာရင်းနှင့်ဒေတာရင်းကျော်၍မတည်ငြိမ်မှုများကိုပုံမှုဆိုးရွားစေမိဖြစ်ကြောင်းစီအိုစုလှည့်ပြားသည့်လုပ်ငန်းစဉ်ကိုပြက်ပြက်သားသားပယ်ချရန်နိုင်ငံတကာအသိုက်အဝန်းကိုတတ်မှတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပါရယ်မြန်မာနိုင်ငံသည်ကမ္ဘာတဝန်းရှိပြည်သူများကိုအကျိုးပြုမဲ့ပွင့်လင်းပြီးဘေးကင်းလုံခြုံစိတ်ချရတဲ့ငြိမ်းချမ်းသောစိုက်ပါရေဝန်တစ်ခုပေါ်ပေါက်လာစေရန်ဆက်လက်ဆန္ဒပြုကြောင်း သို့တော့မြန်မာနိုင်ငံ၌တရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်အုပ်စုနှင့်၎င်းတို့၏လက်အောက်ခံနေချာဆောင်တပ်ဖွဲ့ PGF တို့သည် ICT ကိုအသုံးပြု၍ဖေးဖြစ်စေမိလုပ်ငန်းများကိုကျူးလွန်လျက်ရှိကြောင်းရှင်းဤအကျိုးဆက်အနေဖြင့်မြန်မာနိုင်ငံတွင်အောက်ဖော်ပြပါစိုးရိမ်ပေါ်ရာအခြေအနေနှစ်ရပ်ပေါ်ပေါက်လာခဲ့ကြောင်းစစ်တပ်က Digital နှင့်ဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အအုံများကိုမတရားထိမ့်ချုပ်ထားပြီး Internet နှင့်ဖုံးဝင်ဆောင်မှုများကိုဆိုင်းငံ့ထားခြင်းလူမှုကွန်ရက်များကိုပိတ်ဆို့ထားခြင်းနှင့် ၎င်းတို့နှင့်အမြင့်မတူသူတဦးချင်းစီဤကိုရီးအချက်လက်များအားပေးအပ်ရန် ICT ဝန်ဆောင်မှုလုပ်ငန်းရှင်များအပေါ်အရမဖီအားပေးခြင်းများပြုလုပ်ခဲ့ကြောင်းတမ်မတ်ကြီးကဆိုပါတယ်ဆေးဥစုရဲ့ digital စောင့်ကြည့်ရေးလုပ်ငန်းဤတစိမ့်တစ်ပိုင်းအဖြစ်အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDN တွင်ပါဝင်ကြသူများနှင့်လူခွင့်ရေးကာကွယ်မြင့်တင်သူများကိုခြေရာခံကဖမ်းဆီးရန်အတွက် personal scrutinization and monitoring system ကိုမကြာသေးမီကအသုံးပြုခဲ့ကြောင်းမြန်မာနိုင်ငံရှိ cyber ရပ်ဝန်းသည်စေအုပ်စု၏စောင့်ကြည့်ရေးစုစည်းမှုနေရာအဖြစ်သို့ပြောင်းလဲသွားခဲ့ကြောင်း cyber လိမ်လည်မှုလုပ်ငန်းစင်တာများထိုးပွားလာခြင်းနေဆက်ဖြတ်ကျော် cyber လိမ်လည်မှုလုပ်ငန်းများတွင်လိမ်လည်သူများသည့်စာတမ်းများ messaging application များထုတ်လုပ်နိုင်သော generated AI နှင့် deepfake နည်းပညာများကိုအသုံးပြုကာတားကောက်များကိုသိမ်းဆောင်ပြီး cyber လိမ်လည်မှုများကျူးလွန်လျက်ရှိကြောင်း အကြံဖတ်စေအုပ်စုနှင့်၎င်း၏လက်အောက်ခံ BGF တို့ကရန်စခွက်ခိုင်းလုပ်ငန်းများကိုလွဲကူချုံးမွေစေပြီးလုံခြုံသည့်ခိုလုံရများဖန်တီးပေးနေကြကြောင်းတမ်မတ်ကြီးကထောက်ပြပါရယ်။ထိုအွန်လိုင်းလိမ်လည်မှုဤတားကောင်များသည်ကမ္ဘာတဝမ်းမှဖြစ်ပြီးညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရကာအသက်သေဆုံးသည့်အထိဖြစ်ရခြင်းအာရမအလုတ်ခိုင်းစေခံရခြင်းနှင့်လူကုန်ကူးခံရခြင်းတို့နှင့်ရင်ဆိုင်ကြရကြောင်း လူငယ်အမျိုးသားများနှင့်အမျိုးသမီးပေါင်းတသိန်းကျော်သည်ကြားဖြန့်စခန်းများသို့လူကုန်ကူးခံရပြီးအွန်လိုင်းလိမ်လည်မှုများကျူးလွန်ရန်အတင်းအကျပ်ခိုင်းစေခံရကြောင်းအများအားဖြင့်အစစ်မြင့် AI ကိုအသုံးပြု၍နှစ်စဉ်အမေရိကန်ဒေါ်လာဘီလီယံ40နီးပါးရရှိနေကြောင်းစိတ်မချမ်းမြေ့စရာဖြင့်မြန်မာနိုင်ငံမှစတင်လာသောဤအွန်လိုင်းလိမ်လည်မှုသည်ဒေတာရင်းနှင့်နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးအပေါ်ကြီးမားသောတက်ရောက်မှုများရှိနေကြောင်းသိရပါသည်စိုက်ဘာလိမ်လည်မှုလုပ်ငန်းများ၏ရင်းမြစ်ကိုကင်တွယ်ဖြည့်ရှင်းရန်ပြက်ကွက်ခြင်းနှင့် သက်ဆိုင်သူများနှင့်အပြည့်အဝပူးပေါင်းဆောင်ရွက်မှုမရှိခြင်းတို့သည်မြန်မာနိုင်ငံ၏အရှိမြောက်ဖက်နေဆက်မှကြားဖြန့်စင်တာများသည်အရှိတောင်ပတ်နေဆက်သို့ရွှေ့ပြောင်းလာကြပြီးအဆိုပါအရှိမြောက်ဒေသတွင်ခိတတတ္တရာရမှုသာဖြစ်မိဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်မဟာမိတ်ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများသည်စိုက်ဘာမှုကင်းများနှင့်လူအချင်းချင်းခေါင်းပုံဖြတ်မှုများတိုးပွားလာနေသောအကြက်တဲကိုတိုက်ဖြတ်ရေးလုပ်ငန်းများတွင်နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်းတမ်မကြီးကတရားဝင်သတင်းထုတ်ပြန်ပြောဆိုပါသည် ဆက်လက်ပြီးရွေးကောက်ပွဲထက်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုစစ်ကောင်စီပို့အာယုံစိုက်ဖို့ကုလအကြီးအကဲတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရွေးကောက်ပွဲကျင်းပဖို့လုံပန်းနေမယ့်အစားကြက်တဲရုံးကန်နေရတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာမှုအထောက်ပံ့တွေတိုးမြှင့်ရရှိစေရေးပုံမအာယုံစိုက်ဖို့အာဏာသိမ်းစစ်ကောင်စီကိုကုလသမဂ္ဂအကြီးအကဲကတိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရက်စ်ဟာအရှေ့တောင်အာရှနိုင်ငံများအစီအယုံအာဆီယံထိပ်သီးညီလာခံတက်ရောက်ဖို့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့စီရောက်ရှိနေခြင်းအတော်အတွင်းအော်တိုဘာ28ရက်နေ့မှာအခုလိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။သူကမြန်မာစစ်ကောင်းဆောင်ကအသေးအတန်ကျင်းပချင်နေတဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိလိမ့်မယ်လို့လည်းမယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။အာနာသိန်းစစ်ကောင်စီဟာဒီဇင်ဘာလကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့အစိုင်းပြနေပြီးမြေတစ်ဖက်မှာလည်းအရက်သားအေရီယာတွေကိုပုံကျဲတိုက်ခိုက်မှုတွေဆက်ပြီးအရှိန်မြှင့်နေပါတယ်။ အာနာသိမ့်မှုနောက်ဆက်တွဲစီရေးပရိပခတွေနဲ့စစ်ကောင်စီရဲ့အကြံဖက်လို့ရတွေကြောင့်ဒေသုံသူထောင်ပေါင်းများစွာရှိလာသလိုမြန်မာပြည်သူ၃ဒသမ၅သန်းကျော်ဟာလည်းနေရက်ဆော့ခွာထွက်ပြေးနေရပါတယ်။ကူတာရက်စ်ကတော့စစ်ကောင်စီအာယုဆိုင်တဲ့ကိစ္စဟာရွေးကောက်ပွဲမဟုတ်ပဲလေးနှစ်ကျော်ကြာမြင့်လာခဲ့ပြီးဖြစ်တဲ့ပြည်တွင်းစစ်ကိုရပ်တန့်ဖို့လို့ပြောကြားခဲ့ပါတယ်။နောက်ပြီးစစ်ကောင်စီအရန်ချင်းပချင်းနေတဲ့ရွေးကောက်ပွဲဟာမြန်မာပြည်သူတွေကြုံနေတဲ့အကြက်အဲတွေကိုဖြည့်ရှင်းပေးနိုင်မယ်လို့ဘယ်သူကမှယုံကြည်လိမ့်မယ်လို့သူမထင်ကြောင်းကူတာရက်စ်ကဆိုပါတယ်။ နိုင်ငံတကာအကဲခတ်တွေကတော့အာနာသိန်းစစ်ကောင်းဆောင်မေအောင်လိုက်ဟာရွေးကောက်ပွဲကိုနိုင်ငံရေးထွက်ပေါက်အဖြစ်ရှုမြင်နေတယ်လို့ပြည်တွင်းစစ်ကြောင်းဖျို့ဖျဲဖြစ်သွားတဲ့အခြေအနေတွေကိုရွေးကောက်ပွဲကပြန်လည်ကူစားပေးနိုင်လိမ့်မယ်လို့စိတ်ကူးယဉ်နေဟန်ရှိကြောင်းပြောပါရယ်အထူးသဖြင့်မေအောင်လိုက်ဟာသူစိတ်တိုင်းကျချဲလေကြီးစိုးထားတဲ့ရွေးကောက်ပွဲအပြီးထွက်ပေါ်လာတဲ့အစိုးရဟာနိုင်ငံတကာအတိုက်အဝန်းစီကအတိုင်းတာတစ်ခုထိတရားဝင်အသိအမှတ်ပြုမှုမျိုးရရှိလာနိုင်မယ်လို့ညွှန်လင့်နေပြီးအဲ့ဒီအစိုးရမှလည်းစစ်တပ်အရာရှိတွေနဲ့လက်ဝေခံတွေပဲအနိုင်ရဖို့ကြိုးပမ်းနေပါရယ် ဆက်လက်ပြီးစစ်ကော်မရှင်ရဲ့အထူးရောင်ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးစတင်နိုင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်နေ့တွင်အပိုင်း1အနေဖြင့်ကျင်းပမယ့်စစ်ကော်မရှင်၏အထူးရောင်ရွေးကောက်ပွဲအတွက်ယနေ့အောက်တိုဘာ28ရက်နေ့မှစတင်ကာရပ်ပေါင်း60အတွင်မဲဆွယ်စည်းရုံးရေးစတင်နိုင်ပြီဖြစ်ကြောင်းထုတ်ပြန်ပါတယ်။အဆိုပါအထူးရောင်ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးကာလရပ်ပေါင်း60ကိုယနေ့အောက်တိုဘာ28ရက်မှဒီဇင်ဘာ26ရက်နေ့အထိဖွင့်လှစ်လိုက်ကြောင်းစစ်ကော်မရှင်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှသိရပါတယ်။ စစ်ကော်မရှင်၏အထူးရောက်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်းပြကြမဲ့နိုင်ငံရေးပါတီများရဲ့ဟောပြောစည်းရုံးမှုကိုစစ်ကော်မရှင်လက်အောက်ရှိ TV channel များ၊ radio များအပါအဝင်ရုပ်သံနှင့် radio application များမှတဆင့်ထုတ်လွှင့်မည်ဖြစ်ကြောင်းသိရပါတယ်။လက်ရှိသတ်မှတ်ထားတဲ့မဲဆန္ဒနယ်တချို့တွင်မပြိုင်ခင်ကပင်အနှံ့ရရှိထားသောစေအုပ်စု၏ကြက်ခိုင်ရေးပါတီ USDP ဥက္ကဋ္ဌဖြစ်သူဦးခင်ရီသည်၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်မဲဆွဲမှုများစတင်နေပြီဖြစ်ပါသည်စစ်ကော်မရှင်သည်၎င်းတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုလုံခြုံရေးအကြောင်းပြချက်ဖြင့် ိုင်ငံရေးပါတီများအားစီတန်းလှည့်လှည့်စီယုံခွင့်မပြုထားကြောင်းသိရပါတယ်။စစ်ကောင်စားဖို့ဂျုံကြီးမဲရောက်လှိုင်းနိုင်ငံတော်တမရဖြစ်ရေးအတွက်အာဓမ္မကျင်းပပြုလုပ်မဲ့ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်ပြည်ထောင်စုတဝန်းလုံးစီယုံမိပါတီ6ပါတီတိုင်းနှင့်ပြည်နယ်တို့တွင်စီယုံမိပါတီ52ပါတီရှိကြောင်း UEC ထံမှသိရပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။